ဘာပေါ်မှာအာမခံမထားဘူးတဲ့လူမရှိဘူးဆိုရင်ယုံလားမသိကျွန်တော်တို့ကလေအာမခံဆိုတာကငါနဲ့မသိပါဘူးအာငါနဲ့မဆိုင်ပါဘူးသူများတွေပဲလောက်ကြတယ်ငါလည်းထားစရာမလိုဘူးလို့တွေးနေကြတာမျိုးရှိဘူးဒါပေမဲ့လေကိုကတည်တည်ဖြစ်စေမတည်တည်ဖြစ်စေထားမိလိုက်တဲ့ အာမခံတွေရှိပါတယ်ဥပမာပြောကြပါစို့ဗျာကျွန်တော်တို့နိုင်ငံမှာပဲဆိုပါစို့ ျွန်တော်တို့ခยีသွားတယ်ခยีသွားအမကန်ကကိုမတိလိုက်ပဲပါပြီးသားဝယ်ထားပြီးသားဖြစ်ပါဒီလိုပဲရမောင်းလိုင်စင်လောက်တယ်အသက်အမကန်ပါထားတယ်ကားကြီးစံကယ်ကြီးလိုင်စင်လောက်တယ်စက်တဲ့ရင်တွေလောက်တယ်ဒါဆိုရင်လည်းအသက်အမကန်ပါသွားပြီးသားဖြစ်ပါတယ်အဲ့တော့ကိုကအမကန်ကိုကိုနဲ့မဆိုင်ဘူးလို့ ထင်ထားပေမဲ့အမခံကကျွန်တော်တို့နေ့စဉ်ပတ်ဝန်းကျင် နေ့စဉ်ဘဝမှာအကျိုးသက်ရောက်မှုတွေရှိလို့လူတိုင်းကလည်းအမခံတစ်မျိုးမဟုတ်တစ်မျိုး ထားပြီးသားဖြစ်ပါထားကြပြီးသားဖြစ်ပါအဲ့တော့ကဘာပေါ်မှာအမခံမထားဘူးတဲ့လူကမရှိဘူးလို့ပြောလို့ရတယ်လို့ဖြစ်နိုင်ပါယေရှုတင်ပါ